စစ်အာဏာရှင်နဲ့မြန်မာစစ်တပ်အသက်ဆက်ရေးအတွက်ပဲပေါင်းစုံကစတင်ကူညီခဲ့တာတွေ့ရပါတယ်။မစ္စတာဝမ်ယီခီးစင်မှာအယုအဆိုးရကမြန်မာစစ်အုပ်စုကိုဒေါ်လာတန်း1000လောက်ချင်းငွေဒါမှမဟုတ်ကြိုတင်ငွေ ထုတ်ပေးခဲ့တယ်လို့သိရပါတယ်။တရားဝင်ထုတ်ပြန်တာမရှိပေမဲ့တရုတ်ရဲ့ငွေကြေးအကူအညီကြောင့်စကမဟာစက်ငွေဖောင်းပွားမှု နိုင်ငံခြားငွေပြတ်လတ်မှု လောင်စာဆီပြတ်လတ်မှုဘတ်ဂျက်မလုံလောက်မှု စစ်စရိတ်မလုံလောက်မှုစတဲ့စီးပွားရေးပြဿနာတွေမှာပြားအတော်တန်ရော့ပါသွားပါတယ်။ဒါအပြင်စစ်သားတွေအများအပြားစုဆောင်းရင်ကုန်ကြမဲ့စစ်စရိတ်အတွက်လဲပူပင်စရာမလိုတော့တာကြောင့်စကမတ်တက်အင်အားဖြည့်တင်းရေးအတွက်အထောက်အကူဖြစ်ခဲ့ပါတယ်။ အယုအစိုးရဟာ စက္ကမစစ်အုပ်စုကိုတန်တမာရေးအရာအတိမှတ်ပြုပြီး2024မဲကောင်စည်းဝေးမှာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုစတင်ပွဲထုတ်လို့အာဆီယံခေါင်းဆောင်တွေနဲ့ထိတွေ့စေခဲ့ပါတယ်2025မှာ စက္ကမခေါင်းဆောင်ကိုတရုတ်တို့ကနိုင်ငံတော်အဆင့်ဖိတ်ကြားပြီးကော်ဇော်နီခင်ကြိုဆိုခဲ့ပါတယ်မင်းအောင်လှိုင်ကိုတရုတ်သမ္မတကလက်ခံတွေ့ဆုံပြီးတဲ့နောက်ပိုင်း စက္ကမရဲ့အစဉ်စဉ်သော အရာရှိတွေကိုအယုအစိုးရကဆက်လက်ဖိတ်ကြားတာတွေ့ရပါတယ်။အာဆီယံနဲ့ကုလသမဂ္ဂမှာနေရာမရတဲ့စက္ကမစစ်အုပ်စုဟာအယုအတိမတ်ပြုမှုကြောင့်တန်တမန်ရေးမှာအတန်ငယ်ခေါင်းထောင်လာတယ်လို့ဆိုရမှာပါ။အယုဟာဒေတာတွင်းနိုင်ငံကြီးတစ်ခုဖြစ်လို့သူ့ရဲ့အတိမတ်ပြုမှုဟာရုရှားအတိမတ်ပြုတာတဲ့များစွာအကျိုးရှိတယ်လို့ဆိုရပါမယ်။ ယုတ်ဟာမြန်မာစစ်တပ်ကိုတိုက်လေရင်ရင်ခုတင်းမောအပါဝင်စစ်သုံးပစ္စည်းအများအပြားရောင်းချခဲ့တဲ့နိုင်ငံပါ အခုလဲ drone နဲ့ drone နည်းပညာတွေရောင်းချနေတာ တွေ့ရပါတယ်တက်တုံညာနှစ်ခွန်စစ်စင်ရေးကြောင့်စစ်တပ်အထိနာနေချိန်မှာအယုတ်ကမြောက်ပိုင်းသုံးဘွက်ကိုဖိအားပေးပြီးလက်စားတလျှောက်ဖြတ်ငါးဖြတ်လုခဲ့ပါတယ်ဒါဟာမြောက်ပိုင်းသုံးဘွက်သာမက NDAA မိုင်းလား UWSA ဝ KIA ကချင်း SSPB ရှမ်းတို့ကိုပါခိခိုက်စေပါတယ် MNDAA ကိုကန့်ခေါင်းဆောင်တွေကိုဖမ်းဆီးအကြကင်ပြီးအပြစ်ရစေတဲ့အပြင်လာရှိုးမျိုးကိုလည်းစစ်တပ်လက်ထက်ပြန်ထည့်ပေးပါတယ်ဒါကြောင့်ရှမ်းမြောက်မှာ TNL တန်းတပ်ဖွဲ့တွေဖြစ်သွားပြီးတရုတ်ကစီရေးရတိုက်ခိုက်မယ်လို့ချိန်ချောက်တယ်လို့ KIA ကိုလည်းအပြစ်ရဖို့ပြောပြီးမမော်ကိုမတိုက်ခိုက်ဖို့ PR ပေးလာပါတယ် စီရေးအရာအချက်ချာကြတဲ့လာရှုကိုပြန်ရသွားပြီးတိုက်အားကောင်းတဲ့ MNDAA အဖြစ်ရလိုက်တာကစစ်တပ်အတွက် ရှမ်းမြောက်ကိုပြန်လည်ထိုးစစ်ဆင်ဖို့တပန်းသာသွားပါတယ်အပြင် UWSA ကဂျန်ဖွဲ့တွေကိုလက်နက်ခဲယမ်းနဲ့ငွေကြေးကူညီနေသလို နေမီအသုံးပြုခွင့်ပေးထားတာလဲစကမှသိပါတယ်ဒါပေမဲ့စစ်အင်အားတောင့်တင်းတဲ့ UWSA ကို စကမှမပြောရဲပါဘူးဒီအချိန်မှာ အယုတ် PR နဲ့ UWSA ရဲ့ပါဝင်ကူညီမှုကိုတန်းတက်တားမြစ်နိုင်ခြင်းကစစ်တပ်ကိုစစ်ရေးအရအားတစ်ခုဖြစ်စေပါတယ်တရုတ်အကူအညီပေးတာကြောင့်2025မှာမြန်မာစစ်တပ်ဟာဗန္ဒာရေးအခက်အခဲများစွာမရှိဘဲစစ်တီနဲ့လက်နက်ခဲယမ်းဖြည့်တင်းခြင်း drone နဲ့ drone နည်းပညာတွေဝယ်ယူတပ်ဆင်နိုင်ခြင်းတွေကြောင့် ပြန်လှန်ထိုးစစ်ပြုလို့လာနိုင်ပါတယ်။ကစ်တုံညာနှစ်ခုဆစ်စင်ရင်းနဲ့ UWSC ဝအကူအညီပေးတာတွေကိုလည်းစိတ်ပူစရာ မလိုတော့ပါဘူး။စကမဟာစေရမျိုးတချို့ကိုပြန်လဲသိမ့်ပိုက်လာနိုင်ပြီးနောင်ချိုမိုးကုတ်လမ်းဘော်ကရတနာသိင်္ကီမိုင်းတွင်းကိုသိမ့်ပိုက်ခဲ့ပါတယ်။နောင်ချိုရတနာသိင်္ကီလမ်းပိုင်းကိုစကမထိန်းချုပ်လိုက်လို့မရေအားရှိချမ်းကဖျောင်းတောင်ဗီလက်မြေဆက်ယုံတို့ကိုထိန်းချုပ်ထားတဲ့ မန္တလေး PDF နောက်ကျောကိုပိတ်ဆို့လိုက်တယ်လို့ဖြစ်သွားတာကြောင့်နောက်ဆုတ်ပေးလိုက်ရပါတယ်။ဒါကြောင့်တော်လိုင်းတပ်ဖွဲ့တွေရဲ့ပြင်ဦးလင်နဲ့မန္တလေးကို စီရဲရချင်းချောက်ထားတဲ့အခြေအနေပြက်ပြဲသွားပါတယ်။ထို့အတူဘိုးပြဲကိုစစ်တပ်ကပြန်သိမ်းလိုက်ခြင်း၊လွိုက်ကော်တိုက်ပွဲတွေကပြန်ဆုတ်ပေးလိုက်ရခြင်းအင်းလေးနဲ့တချို့ဆုပ်ပေးလိုက်ရခြင်းတွေကြောင့်တောင်ကြီးကိုချင်းချောက်နိုင်တဲ့အခြေအနေလည်းပြက်ပြဲသွားပါတယ်။ဒါတွေဟာ တရုတ်ရဲ့ဗက်ဆုံကူညီမှုနဲ့ဝင်ရောက်ဆွတ်ဖက်မှုတွေကြောင့်မြန်မာစစ်တပ်ကရလိုက်တဲ့အကျိုးတွေဖြစ်ပါတယ်လတ်တလောတရုတ်အကူအညီနဲ့မြန်မာစစ်တပ်ရရှိထားတာက2025ရွေးကောက်ပွဲပါမြန်မာပြည်သူတွေစန့်ကျင်နေတဲ့ရွေးကောက်ပွဲကတရုတ်ရဲ့ပံပိုးကူညီအသိအမှတ်ပြုတာခံရမယ့်အပြင် ရွေးကောက်ပွဲကတက်လာမဲ့အမိခံအယတားအစိုးရကလည်းတရုတ်ရဲ့အသိအမှတ်ပြုမှုကိုရရှိအောင်မှာ ဖြစ်ပါတယ်။နောက်တစ်ခုက အမျိုးသားရင်ကြားစစ်ရေးအမိခံတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA နဲ့ငင်းချမ်းရေးဆွေးနွေးပွဲတွေကလည်းတရုတ်ရဲ့ကူညီပံ့ပိုးမှုရရှိမဲ့အပြင်မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကင်အဖွဲ့တွေကိုနှီးမျိုးစုံအကြက်ကင်ပြီးဆွေးနွေးပွဲကိုတက်ခိုင်းမှာပါအယုတ်က 2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုထောက်ခံစေပြီးမြန်မာနိုင်ငံရေးမှာစစ်တပ်ချဲလဲချုပ်ကင်တာကို ထောက်ခံမှာဖြစ်လို့စကမှအတွက်အားတခုဖြစ်ပါတယ်။ဒါပေမဲ့မြန်မာပြည်မှာတရုတ်လုတ်ပစ္စည်းတွေဟာကြာရှည်မခံသလိုပဲတရုတ်လုတ်2025ရွေးကောက်ပွဲနဲ့ဆက်ဆက်နေတဲ့စကမရဲ့နိုင်ငံရေးရည်မှန်းချက်တွေကလည်းကြာရှည်ခံမှာမဟုတ်ပါဘူး။